ကျွန်တော်မိတ်ဆွေများလုံးမင်္ဂလာပါရှင်။ရဝေးရဲ့နေ့ကညီကျွန်တော်ချစ်ခင်အပီးကြတဲ့ယုံကြည်အပီးကြတဲ့ခုနှစ်ရက်သားသမီးများလုံးရှင်းနေပွားသားသမီးများလုံးစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနေနဲ့ပြည့်စုံနိုင်ကြပါစေရှင်။ကျန်တာပရိသားသမီးများတွေခုနှစ်လပိုင်းတစ်လစာကိုအခုအကောင်းအဆိုး ညဝီဟောပြောပေးမှာဖြစ်ပါတယ်။အဲ့ဒီတော့ကျမရဲ့ဗီဒီယိုလိုက်ကလေးမှာသာသာပရိသသမီးများတွေကြည်နေတယ်ဆိုလို့ရှိရင်တော့အစဆုံးလေးကြည်ပြီးသွားပါ။ဘာကြောင့်လဲဆိုလို့ရှိရင်ဒီခုနှစ်ပိုင်းမှာသာသာပရိသသမီးတွေကကောင်းမွန်တဲ့ကံတရားရဲ့အထွတ်အထိပ်နေရာမှာရောက်ရှိနေပြီဖြစ်ပါတယ်။အဲ့တော့မိမိတို့အနေနဲ့က ဒီကျမတို့2025မှာတလာပိုင်းကနေပြီးတော့မှခုနှစ်လပိုင်းကိုရောက်ဖို့အတွက်တိခံခဲ့ရတာတွေเนาะစောင့်မျှော်ခဲ့ရတဲ့အချိန်တွေရှိခဲ့ပါတယ်အဲ့တော့ဒီခုနှစ်လပိုင်းမှာကြာတာပလီတာသမီများအနေနဲ့ကကောင်းတဲ့ကံမိမိတို့ရဲ့ကောင်းတဲ့ကံကိုရောက်ပြီလို့ ကိုယ်စိတ်ထဲမှာစွဲမြဲစွာနဲ့တဏှိဋ္ဌံချပြီးတော့ယုံကြည်နေရမှာဖြစ်ပါတယ်။အဲ့လိုယုံကြည်ထားရင်ဒီခုနလပိုင်းကနေစပြီးတော့မိမိတို့အနေနဲ့ကအောင်မြင်မှုတွေပိုင်ဆိုင်ရမှာဖြစ်ပါတယ်။အပြောနဲ့မဟုတ်ပါဘူး။လက်တွေ့ကိုပိုင်ဆိုင်ရမယ့်ချိန်ကာလတစ်ခုကြာရောက်နေတာဖြစ်ပါတယ်။အဲ့တော့ကျမတို့ဒီ2025မှာ အကောင်းဆုံးနေ့ကိုပြောပါဆိုလို့ရှိရင်တော့ဒါသာပရိသားသမီးတွေစနေသားသမီးတွေတောက်ကြသားသမီးတွေဒီခုနလပိုင်းမှာလည်းအဲ့လိုပါပဲအကောင်းဆုံးနေ့တွေကိုပြောပါဆိုလို့ရှိရင်တော့ကျိုးပေးတဲ့သားသမီးတွေကဒါသာပရိသားသမီးတွေတောက်ကြသားသမီးတွေစနေသားသမီးတွေဖြစ်ပါတယ်အဲ့တော့ ဖောက်ပြန်ခြင်းတွေခံရတာကတော့အင်္ဂါသားသမီးတွေဖြစ်ပါတယ်။ငွေကြေးကိစ္စတွေအကျက်တဲဖြစ်ပြီးတော့မှကြုံတွေ့နိုင်ရတာကတော့တနင်္ဂနွေနဲ့တနင်္လာသားသမီးတွေပဲဖြစ်ပါတယ်။အဲ့တော့ဒီခုနှစ်လပိုင်းမှာဆိုရင်ဇာတာပလီသားသမီးတွေအနေနဲ့ကမိမိတို့အနေနဲ့မိဆွေအပေါင်းအသင်းတွေနဲ့ဒီအသက်ပိုင်းခြားမှာဆက်တွေ့ကောင်းတွေရရှိမယ်။ ညာရေးနဲ့ပတ်သက်ပြီးတော့အောင်မြင်မှုတွေပိုင်ဆိုင်ရမယ်။စောင်းမွဲတွေအောင်မြင်တတ်တယ်။မမျော်လင့်မဲနဲ့ဂုံတူးတွေပါတာမျိုးတွေတောင်ဖြစ်တတ်ပါတယ်။အဲ့တော့ဒီခုနလပိုင်းမှာစာသာပလီတာသမီးတွေက